ဒါလေးကတော့ Anycast M9 Plus Wireless Display Dongle လေးပဲဖြစ်ပါတယ်။အထက်ထဲမှာဘာတွေပါလဲကြည့်လိုက်အောင်။ဘယင်းအဖုံးလေးကိုဖွင့်လိုက်မယ်။ဒါလေးက Dongle လေးဒီကောင်လေးကဘာအတွက်အသုံးပြုတာလဲဆိုတော့ကျွန်တော်တို့ဖုန်းကစက်ခွင်ကို TV မှာစက်ခွင်ကြီးကြီးချဲ့ခြင်းတဲ့အခါမှာဒီကောင်လေးကိုဂျာကန်ဂျာကန်ပစ္စည်းအနေနဲ့အသုံးပြုပါတယ်။ဒီကောင်လေးကိုဒီ Dongle လေးကိုကျွန်တော်တို့ကျွန်တော်စက်ခွင်ကက်စ်လုတ်ခြင်းနဲ့ device မှာထိုးလိုက်ပါမယ်။ ဥပမာကျွန်တော်တို့ TV ရဲ့ HDMI အပေါက်မှာဒီ wireless dongle လေးကိုဒီ dongle လေးကို ထိုးပေးလိုက်ပါမယ်ထိုးထိုးပေးလိုက်တာ ਨੇ ပြီးသွားရလာတော့မပြီးသေးဘူးပေါ့เนาะဒီမှာသူကဒီမှာ power ကျွေးတဲ့အပေါက်လေးပါနေတယ်အဲ့တော့သူ့မှာ power ကျွေးတဲ့ power ကျွေးဖို့အတွက် power ချိုးလေးတွေပါတယ်ဒါလေးကတော့ power ချိုးလေးပါသူ့ရဲ့ power ချိုးလေးခေါင်းလေးက android ခေါင်းနဲ့ မှာတစ်ဖက်မှာ USB ဒီ USB လေးကိုဒီ USB ကြောင်းလေးကိုကျွန်တော်တို့ power bank တို့မဟုတ် TPS USB အပေါက်တို့မဟုတ်ကျွန်တော်တို့ charging adapter တွေမှာ5 volt power ပေးလိုက်တာနဲ့ရပါပြီဒီဒါလေးကပါလေးလေးဆိုတော့ကျွန်တော်တို့ဒီကောင်က LAN ဖမ်းတာပေါ့နော်အဲကျွန်တော်တို့က Wi-Fi display ပေါ့နော်ဒါ internet Wi-Fi internet တုံးတဲ့ Wi-Fi ကိုပြောတာမဟုတ်တော့ကျွန်တော် display Wi-Fi ကိုကျွန်တော်တို့က LAN ဖမ်းတဲ့ receiver လေးဖြစ်ပါတယ်ဒီ receiver လေးပါတယ် အဲ wifi docker လေးတွေအများတော့အပြည့်ချိနိုင်စီတော်တော်လဲပါလေတချို့ wifi အဲ display docker လေးဆိုရင်ဒီအောင်လေးရဲ့ဒီ android power ကျိုးလေးဒါပဲပါလေဒီ wifi receiver လေးမပါမပါကြဘူးအဲ့လိုမပါတဲ့အဲ wifi docker လေးတွေဆိုရင်ချိနိုင်စီများတယ်ဒီကောင်လေးကကျွန်တော်တို့ပုံမှန်တက်ပို့ပြီးဆွဲပေးတဲ့အတွက် wifi display ကိုဆွဲပေးတဲ့အတွက် line ချိနိုင်စီတော်တော်လဲပါလေအဲဟုတ် okay အဲ့ဒီကောင်လေးကိုကျွန်တော်တို့ကဒီ UI5 UI wireless display dongle ရဲ့ဒီ Android ပေါ်မှာထိုးပေးလိုက်မယ်ထိုးပြီးသွားပြီဆိုတော့ねကျွန်တော်တို့ဒီ USB ကောင်းလေးကိုကျွန်တော်တို့ပေးတင်တဲ့ power ကောင်းတစ်ခုခု charging adapter power bank or TV USB မှာထိုးပေးလိုက်တာ ਨੇ ဒီ wireless display dongle ရာ power ရလာပြီတော့ဒီနားလေးမှာမိပြလေးရင်းလာမယ်ဒါဆိုရင်ကျွန်တော်တို့ဖုန်းကနေပြီးတော့ wireless wireless display setting ကနေပြီးတော့ဒီ receiver ကလွင့်ထားတယ် wifi လေးကိုလမ်းပြီးရှာချိတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဖုန်းစက်ခရင်ကနေပြီးတော့ဖုန်းစက်ခရင်က TV မှာပေါ်လာပါမယ်ဒီကောင်လေးကို TV မှာပဲအထူးကတုံးတယ် TV မှာတော့မှကျွန်တော်တို့ဘယ် TV ဒီမှာတုံးလဲဆိုတော့ကျွန်တော်တို့ဒီဟိုဖုန်းနဲ့ TV ချိတ်ချက်လို့မရဟိုချိတ်ချက်လို့မရတဲ့ TV တွေဥပမာရိုးရိုး TV တွေပေါ့နော်စမတ် TV တွေဆိုရင်တော့ဒီ Wi-Fi display dongle လေးကိုမလိုအပ်ပါဘူးဒီကောင်ကစမတ် TV မှာ ဟာဝိုင်းဒီဖုန်းနဲ့ချိန်တယ်ဆိုဝဲလီထည့်လိုက်ပြီဆိုတန်းချိန်လိုက်ဒါပေမဲ့စမတ် TV ကလည်းနေတော့ထည့်တယ်အဲ့တော့စမတ် TV တွေမှာဆိုရင်ချိန်လို့တော့ရတယ်မထည့်တော့ထည့်တယ်နော်အဲ့တော့ကျွန်တော်အထင်ငုံမရှိအသုံးပြုခြင်းနဲ့ဆိုတော့ဒီ Wi-Fi အဲ display dongle လေးကိုအသုံးပြုမယ်ဆိုပြီးဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲဒါလေးကိုအဓိကကတော့ကျွန်တော်တို့ရိုးရိုး TV တွေမှာအသုံးပြုပါတယ် ဝတ်စမတ် TV တွေမှာအသုံးပြုမယ်ဆိုလည်းရတယ်တကယ်တမ်းဆိုစမတ် TV ကတိုးတော့မလို့ဘူးဒါပေမဲ့စမတ် TV တွေကဖြစ်တော့ဖြစ်တယ်အဲ့တော့လုံးဝထင်းကောင်းမရှိတုံးနေတယ်လို့ဒါလေးတုံးနေရတယ်အဲ့တော့ကျွန်တော်ရိုးရိုး TV တွေမှာတုံးမယ်ကွန်ပျူတာတွေမှာတုံးမယ်ဆိုရင်တော့ရလားဆိုတော့တကယ်တမ်းဆိုကွန်ပျူတာတုံးမယ်ဆိုရင်တော့ဒါလေးကတော့တိတ်ပြီးတော့အဲမလိုအပ်ဘူးတော့ဒါပေမဲ့ကွန်ပျူတာမှာတုံးကျင်နေဆိုရင်တော့ကျွန်တော်တို့ထပ်ပြီးတော့ဒီကောင်လေးအပြင်ကို တပ်ခြားလေးထပ်လိုအပ်ပါတယ်အဲ့အတွက်နည်းနည်းရှုပ်သွားတဲ့အတွက်ကွန်ပျူတာမှာဒီကောင်လေးမတုံးတာကောင်းတယ်ကွန်ပျူတာမှာဆိုကျွန်တော်တို့ software နဲ့ data ထွက် data data transfer ကြိုးလေးနဲ့ join လိုက်ရတယ်အိကျမရှိဘူးအဓိကကျွန်တော်တို့ TV ဒီမှာအာ YouTube TV တွေပေါ့နော် YouTube TV တွေဆိုရင်ကျွန်တော်တို့ display only ပဲရုပ်ရှင်ပဲကြည့်လို့ရအဲ့ဒါကိုကျွန်တော်ဖုန်း screen လမ်းချိတ်ခြင်းတွေဆိုဒီကောင်လေးခြားခံအသုံးပြုလေးရပါတယ်ဒီကောင်ချိတ်ဆက်နေကိုလည်းကျွန်တော် video video နဲ့ရှင်းပြပေးထားပြီးပါပြီအဲ့တော့ကျွန်တော် ုံးပြထားတဲ့ preview video လေးကိုကျွန်တော်အခု video ရဲ့အောက်မှာအဲ link ချပေးထားပါမယ်။